ကယ်ဒမီရွှေစင်ရုပ်ထုရှိနေတာပဲဘာလို့အော့စကာလိုအောင်မလဲကျယ်လေးတောင်ပို့ပါသေးတယ် We are here to present the award for international feature film. အလုံးမင်္ဂလာပါကျွန်တော်ရာဇော်ပါဒီဗီဒီယိုကတော့ဒီနှစ်2026အော်စကာဆုပေးပွဲမှာဝင်ပြိုင်ထားကြတဲ့ကျွန်တော်အင်ဒီနာချင်းနိုင်ငံတချို့ကရုပ်ရှင်တွေကိုပြောပြပေးသွားပါမယ်ဝင်ပြိုင်နေဆိုတာကကျွန်တော်လူတိုင်းသိတဲ့နှစ်စဉ်နှစ်တိုင်းကျင်းပတဲ့အော်စကာဆုပေးပွဲမှာပေးအပ်ချီးမြှင့်နေပါတော့ဆုတစ်ခုဖြစ်တဲ့ ်အကောင်းဆုံးနိုင်ငံခြားရုပ်ရှင်အော်စကာဆုရမဝင်ပြိုင်တာဖြစ်ပါတယ်အဲ့အတွက်ကိုနိုင်ငံကိုစားပြုရုပ်ရှင်တွေပေးပို့တာပေါ့နော်ဒီဆုကကမ္ဘာနိုင်ငံအရရက်ကရုပ်ရှင်တွေကိုရွေးချယ်ပြီးတော့ပေးတာပေါ့နိုင်ငံတကာကနိုင်ငံတိုင်းကရုပ်ရှင်တွေကိုပေးပို့လို့ရတယ်ဒါပေမဲ့သူတတ်မှတ်ထားတဲ့စီမင်းစည်းကမ်းတွေတော့ရှိတယ်ပေါ့နော်အဲ့ဒီစီမင်းစည်းကမ်းတွေကိုစိတ်ဝင်စားလို့ရှိရင်ကျွန်တော်ဗီဒီယိုတက်တက်တပုတ်လောက်ထားတာရှိတယ်အဲ့မှာတစ်ချက်ကြည့်လို့ရတယ်အော်စကာနဲ့ပတ်သက်ရင်ကျွန်တော်မြန်မာနိုင်ငံကဘာရော့ကော့မှရှိတာမတွေ့ရဘူး အဲတခါမှလည်းဝင်မပြိုင်ဖူးဘူးအော်စကာဝင်ပြိုင်ဖို့နေနေတသားကိုနိုင်ငံကရုပ်ရှင်ကနိုင်ငံတကာ standard quality ရှိအောင်တော့မနည်းဖြစ်နေတယ်ပေါ့ဆိုတော့သူများပေးပတ်ဝန်းကျင်ကနိုင်ငံတွေကိုပဲအဲ like ငေးနေရတဲ့အနေအထားပေါ့နော်ဆိုတော့ဒီဗီဒီယိုမှာတော့ကျွန်တော်တို့အင်ဒီနာချင်းနိုင်ငံတွေကရုပ်ရှင်တွေရဲ့ပြီးတော့ဒီဘက်အရှေ့အာရှကကျွန်တော်တို့ရင်းနှီးတဲ့နိုင်ငံတွေရဲ့ အရုပ်ရှင်တွေကိုကျွန်တော်လေ့လာကြည့်မယ်ပေါ့သူတို့ဘယ်လိုရုပ်ရှင်ရိုက်နေလဲသူတို့ရုပ်ရှင်ကဘယ်လိုအနေထားတွေရှိလဲဘလောက်ထိအဆင်မြင့်နေကြပြီလဲပြီးတော့နိုင်ငံတကာရုပ်ရှင်ဈေးကွက်ကိုသူတို့ဘယ်လိုထိုးဖောက်နေကြလဲစသဖြင့်ပေါ့နော်ဒါတွေကိုကျွန်တော်တို့လေ့လာကြည့်သွားပါမယ် The Oscar goes to I'm still here Brazil အဲ့တော့ရင်ဆုံးကျွန်တော်တို့နိုင်ငံရဲ့အနောက်ဘက်နယ်နိမိတ်နဲ့ထိစပ်နေတဲ့နိုင်ငံကြီးအိန္ဒိယနိုင်ငံနဲ့ဆက်လိုက်အောင် ိန္ဒိယနိုင်ငံကဒီနှစ်အော်စကာပေးဖို့တဲ့ရုပ်ရှင်ကဟုံးပေါင်းရုပ်ရှင်ကိုသူတို့ဒီသူတို့နိုင်ငံကိုစားပြုရွေးချယ်ထားတယ်ဆိုတော့ဟုံးပေါင်းရုပ်ရှင်ကအာဒရမာရုပ်ရှင်ဇာတ်လမ်းမျိုးစာဟိန္ဒီစကားပြောပေါ့နော်ဟိန္ဒီစကားပြောဒရမာရုပ်ရှင်မျိုးစာဖြစ်ပါတယ်ဒါကအိန္ဒိယနိုင်ငံရဲ့58ကြိမ်မြောက်အော်စကာပေးဖို့တဲ့ရုပ်ရှင်ဖြစ်ပြီးတော့ဒီဒရိုက်တာ Niraj K1 ရဲ့ပထမဦးဆုံးကြိမ်အော်စကာ ကုစားပြုရွေးချယ်ခံရတဲ့ရုပ်ရှင်ဖြစ်ပါတယ်ဆိုတော့ Niraj Gewan ကအိန္ဒိယရုပ်ရှင်တွေထဲမှာပေါ့နော်တကယ်ဘောလီဝူရုပ်ရှင်တွေနဲ့ကွဲထွက်တဲ့ရုပ်ရှင်တွေကိုဖန်တီးတဲ့ director ဖြစ်တဲ့သူရုပ်ရှင်မဆန်ဆိုလို့ရှိရင်လည်းဒါနိုင်ငံတကာမှာအိမ်မက်ပြုခံထားရတဲ့ရုပ်ရှင်ပေါ့နော်အဲ့ဒီရုပ်ရှင်လည်းတော်တော်လေးကောင်းတယ်အခုဒီ home bound ရုပ်ရှင်ကကြတော့တငယ်ချင်း၂ယောက်ရဲ့ဇလံပေါ့နော်ဒီတငယ်ချင်း၂ယောက်ကဒီအိန္ဒိယနိုင်ငံမြောက်ပိုင်းစင်ရဲတဲ့ရွာကမိသားစုကနေပေါက်ဖွာလာတဲ့သူတွေဖြစ်တဲ့ တို့ကဘာဖြစ်ချင်လဲဆိုတော့ရဲအရာရှိဖြစ်ချင်တယ်ပေါ့ရဲအရာရှိဖြစ်ချင်တဲ့အိမ်မက်ရှိတယ်ပေါ့နော်အဲ့တော့ရဲစာမေးပွဲဖြေဖို့တို့စူးစမ်းကြတယ်အခက်ခဲတွေတွေ့ရတယ်အဆင်မပြေဘူးရဲဖြစ်မလားမဖြစ်ဘူးလားတို့ရဲ့မျောလင်းချက်အိမ်မက်တွေကိုကောင်းထည်ဖော်နိုင်ပါမလားအဲ့လိုဇလံပေါ့ဒီရုပ်ရှင်ကျွန်တော်ကြည့်ပြီးပြီ Netflix မှာကြည့်လို့ရပြီဒီ writer ရဲ့ရုပ်ရှင်တွေက သူကဒီလိုအချင်းချင်းပေါ့နော်ငယ်ချင်းရီးစားအချင်းချင်း relationship ကိုမေတ္တာဖွဲလို့ပြောရမလား အဲ့ဒါကိုတော်တော်လေးပုံဖော်ပြနိုင်တဲ့ writer ဖြစ်တယ်ပြီးတော့သူပုံဖော်ပြတာကအရန်ကြီး Bollywood style over အလွန်ကျူးတွေမဟုတ်ဘူးတဘာဝနဲ့အနည်းဆက်ဆုံးတဘာဝအကျဆုံးဖြစ်တယ်ပေါ့နော် ပြီးရင်ကြည့်ရင်ကြည့်ရင်လည်းရင်ထဲမှာစိုးပြီးတော့ဟဲဖျက်ရလေချင်းဟဲဖျက်ရလေချင်းအဲ့လိုမျိုးတာယာလောက်တဲ့အထိဇက်လန်နေပေါ့နော် Now တနိုင်ငံကတော့ကျွန်တော်တို့အရှိတ်ဘက်မှာရှိတဲ့နိုင်ငံကြီးပေါ့နော်တရုတ်နိုင်ငံဖြစ်ပါတယ်တရုတ်နိုင်ငံက Dead to Rise ရုပ်ရှင်ကိုအကိုစားပြုရွေးချယ်ထားပါတယ်။ဆိုတော့ဒီရုပ်ရှင်က Drama War History မျိုးစားဖြစ်တဲ့တမိုင်းနောက်ခံ Drama ရုပ်ရှင်ပေါ့နော်။ဆိုတော့ဒီရုပ်ရှင်ကတရုတ်နိုင်ငံရဲ့39ချိန်မြောက် Oscar ပေးပို့တဲ့ရုပ်ရှင်ဖြစ်ပြီးတော့ဒီ Director ရဲ့ပထမဆုံးချိန် Oscar ပေးပို့ဖို့ရွေးချယ်ခံတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ဆိုတော့ဒီရုပ်ရှင်ကဘာကြောင်းလဲဆိုလို့ရှိရင်ဒုတိယကမ္ဘာစစ်တရုတ်နိုင်ငံနန်ကျင်းမြို့မှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်စိုးတစ်ခုကိုနောက်ခံထားတဲ့ရုပ်ရှင်ပေါ့နော်။ အဲ့ဒီတုန်းကနန်ကျင်းကတရုတ်ရဲ့မြို့တော်လို့ပြောတယ်ဆိုတော့အဲ့ဂျပန်စစ်တပ်အခုကပေါ့နော်အဲ့ဒီမြို့စီးထားပြီးတော့အဲ့ဒီဒီမှာလူတက်တာတွေဆေးရဆိုးမှုလုံလုံကျူးကျူးတွေတအားဆိုးဆိုးရရရလောက်ခဲ့တဲ့အမဲဆက်ကြီးတစ်ခုပေါ့ဆိုတော့ဒါဒုတိယကမ္ဘာစစ်တုန်းကဖြစ်ပျက်ခဲ့တဲ့ဟာပေါ့နော်အဲ့ဒါကို base ထားပြီးတော့ drama ပြန်လုပ်ထားတယ်ပေါ့စာပို့တမလေးတယောက်ရှိတယ်ပေါ့နော်ဂျပန်တွေဝင်လာတော့သူပြေးမလွတ်လိုက်မလွတ်လိုက်တော့သူကဓပုံစေးတဲ့သူဟန်ဆောင်လိုက်တယ် တကယ်သူတပ်ပုံမစည်းတော့ဘူးဂျပန်မှာတပ်ပုံဆရာပါလာတယ်ဗောနော်အဲ့ဒီခေတုန်းကသူတို့စစ်ဝါဒဖြန့်တည်င်းနေပါတယ်သူကတပ်ပုံတွေလူတယ်ဗောအဲ့ဒီတပ်ပုံထောက်မှရမယ်ဗောနော်အဲ့တော့တပ်ပုံထောက်တဲ့လူလူတယ်အဲ့လိုနဲ့သူကအဲ့လိုဟန်ဆောင်ပြီးတော့ဂျပန်နေစီးထားတဲ့စစ်ရာစုမှုကိုလုံလုံချွတ်ချွတ်လုံနေတဲ့ဟာဒီအဲ့ဒီတပ်ပုံတွေအဲ့ဒီမှတ်တမ်းတွေကိုသူတို့ဘလို့အပြင်ပါကိုဘလို့ထောက်ဖို့ကြိုးစားမလဲဒီမှာပိတ်မိနေတဲ့လူကိုဟိုကဲတင်ဖို့ခက်ခဲတယ်ဗောနော်အဲ့ဒါကိုဒရမာလေးနေနဲ့ဖွဲ့ပြီးတော့ရိုက်ထားတဲ့ရုပ်ရှင်ဖြစ်တယ်ဆိုတော့နောက်တကားကတော့ ထိုင်ဝမ်ထိုင်ဝမ်က left handed ကရုပ်ရှင်ကိုရွေးချယ်ထားပါတယ် left handed ကကကျွန်တော် review ရှေ့မှာတင်ခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီရုပ်ရှင်ပါဒီရုပ်ရှင်က drama ရုပ်ရှင်မျိုးစားဖြစ်ပါတယ်ဘာသာစကားတော့ mandarin နဲ့ taiwanese ဘာသာစကားပြောတယ်ပေါ့နော်ဒါကထိုင်ဝမ်နိုင်ငံရဲ့52ကြိမ်မြောက် oscar ပေးပို့တဲ့ရုပ်ရှင်ဖြစ်ပြီးတော့ writer ရှီချင်းချိုရဲ့ပထမဦးဆုံးအကြိမ်မြောက်ရွေးချယ်ခံတဲ့ရုပ်ရှင်ဖြစ်တယ်ဒီရုပ်ရှင်ကလည်းသူ့ရဲ့ပထမဦးဆုံး writer အနေနဲ့ရိုက်တဲ့ရုပ်ရှင်ပဲ ဆိုအကြောင်းအရာကတော့ထိုင်ဝမ်မျိုးသမီးတယောက်ရှိတယ်။နေမျိုးမှာအချိန်ကြာကြီးခြေချပြီးမှသူ့သမီးနှစ်ယောက်နဲ့တိုင်ပေမျိုးကိုစပြီးတော့ခြေချပြီးတော့ရုန်းကန်ရတဲ့အကြောင်းအရာဖြစ်တယ်။ပြီးတော့အဲ့မှာမိသားစုလူမှုရေးကိစ္စတွေဒီဒုက္ခတွေအဲ့ဒီအကြောင်းအရာကိုကလေးတယောက်ရဲ့ focus ထားပြီးတော့ဖွေထားတဲ့ရုပ်ရှင်ပေါ့နော်။ကျွန်တော် review လုပ်ထားတာလည်းရှိတယ်။ဒီရုပ်ရှင်ကကျွန်တော်အဲ့မှာပြောခဲ့တယ်လို့ပဲဘာမှမသိထားပဲကြည့်ရင်ပိုကောင်းတယ်။အဲ့တော့ဘာမှမသိပဲနဲ့ အရင်ကြည့်ကြည့်ပေါ့နော်ဆိုတော့နောက်တစ်ခုကတော့ဟောင်ကောင်ကပြပို့ထားတဲ့ရုပ်ရှင်ပါဟောင်ကောင်ကကြတော့ The Last Dance ဆိုတဲ့ရုပ်ရှင်ကိုရွေးချယ်ပြပို့ထားပါတယ်ဒီရုပ်ရှင်ကဒရာမာရုပ်ရှင်မျိုးစားဖြစ်တဲ့စကားကတော့ကန်တိုနီစကားပါဟောင်ကောင်ရဲ့44ချိန်မြောက်အော်စကာပြပို့တဲ့ရုပ်ရှင်ဖြစ်ပြီးတော့ဒီဒရိုက်တာရဲ့ပထမဦးဆုံးချိန်မြောက်အော်စကာအတွက်ရွေးချယ်ခံရတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ဘာအကြောင်းလဲဆိုလို့ရှိရင်သူကစိတ်ဝင်စားဖို့ကောင်းတယ်မို့နော်ကျွန်တော်လည်းကြည့်ပြီးပြီဒီရုပ်ရှင်။အဲ့ဒီ ကိုဗစ်ကာလပေါ့ကိုဗစ်ကာလပြီးတဲ့အချိန်မှာလူတွေစီးပွားရေးအဆင်မပြေကြဘူးအဲ့ဒီမှာမင်္ဂလာပွဲစီစဉ်တဲ့သူတယောက်ရှိတယ်ပေါ့နော်သူကမင်းသားပေါ့ဆက်ဆောင်မင်းသားအဲ့လိုစီးပွားရေးတဲ့အဆင်မပြေတော့မင်္ဂလာပွဲ event planner ကနေဆိုအဒူဘာဘွေ event planner အာလောက်လိုက်ရတယ်ပေါ့နော်ဒါပေမဲ့အဒူဘာဘွေ event planner လောက်ဖို့အတွက်ကလူတေတာတွေအဒူဘာချတဲ့ပွဲတွေနဲ့ပတ်သက်ရင်တော့ဒီတိုင်းကြီးပလိန်ကြီးစီစဉ်လို့မရဘူးပေါ့နော်သူတို့ တာဝူးဆရာတွေနတ်ဆရာတွေလူတယ်ပေါ့ဟိုသူတို့ရိုးရာနဲ့လှုပ်ပြီးမှအတုပပွဲပြီးတယ်ပေါ့နော်သူတို့သူတို့ရဲ့ရိုးရာပေါ့သူကဒီခစ်ပေါ့နော်ခစ်စတိုင်နဲ့ညီတဲ့ event planning အပိုင်းတာဝန်ယူတယ် now အဲ့ဒီနတ်ရိုးရာနဲ့ပတ်သက်ပြီးတော့ကြတော့သူတို့ ਨੇ တိတဲ့လူကြီးပေါ့နော်အသက်80လောက်ရှိတယ်အဲ့လိုဆရာကြီးပေါ့နတ်ဆရာကြီးတွေ ਨੇ ပေါင်းပြီးတော့အတုပပွဲပလန်ရတယ်ပေါ့ဆိုတော့တရုတ်ရှင်ကျွန်တော်တော်တော်သဘောကျတယ်တော်တော်လေးကောင်းတယ်တော်တော်လေး အင်ဆက်ပြနိုင်တယ်ပေါ့နော်နောက်ဆုံးအထိကိုဆွဲခေါ်သွားနိုင်တယ်ပြီးတော့တေချင်းတရားနဲ့ပတ်သက်ပြီးတော့လဲထင်ဟပ်စေတယ်ပေါ့နော်အရန်ကြီးပလင်းကြီးအတေချင်းတရားဆိုတာဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုမျိုးအကြီးကြီးတွေ heavy ကြီးတွေပေးထားတာမဟုတ်ဘူးပပလေးနဲ့ပဲကြည်တဲ့သူတွေကိုအဲ့ဒါခံစားရအောင်ရိုက်ပြသွားနိုင်တယ်ပေါ့နော်နောက်တကားကတော့အင်ဒိုနီးရှားနိုင်ငံကပေးပို့ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်ရုပ်ရှင်ကနာမည်ကတော့ Sorry a wife from the future ဖြစ်ပါတယ်ဒီရုပ်ရှင်ရဲ့အမျိုးအစားက sci-fi drama fantasy romance ပေါ့နော်ပါရာစကားကအင်ဒိုနီးရှားပါရာစကားပဲအင်ဒိုနီးရှားနိုင်ငံရဲ့28ကြိမ်မြောက်အော်စကာပေးပို့တဲ့ရုပ်ရှင်ဖြစ်ပြီးတော့ဒီ director ရဲ့ပထမဆုံးကြိမ်မြောက်အော်စကာပေးပို့ဖို့ရွေးချယ်ခံတဲ့ရုပ်ရှင်ဖြစ်ပါတယ်ဆိုတော့ဘာကြောင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့မကြည့်ရသေးဘူးဟိုရှာမတွေ့သေးလို့စိတ်ဝင်စားဖို့တော့ကောင်းတယ် rating လည်းကောင်းနေတယ်သူကအာအမျိုးသားတယောက်ရှိတယ်ပေါ့နော်တနေ့ကျတော့သူ့စီကို မျိုးသမီးတရားရောယုတ်တရားကြီးပေါ်လာတယ်။အဲ့ဒီမျိုးသမီးကဘာလုပ်လဲဆိုတော့အနာဂတ်ကသူ့မိမလို့ဆိုတယ်။ဘာလာလောက်လာလဲဆိုတော့သူ့အမျိုးသားရဲ့မကောင်းတဲ့ဇာတ်ရိုက်တွေကိုဟိုလာပြင်ပေးတယ်ပေါ့။အဲ့လိုမျိုး Sky Fire ဟိုမှာဟာတာဆက်ဆန် company romance ပုံစံအဲ့လိုမျိုးဆက်အိမ်ဖွဲ့ထားတယ်လို့ထင်တယ်။ Now တနိုင်ငံကကြတော့ကျွန်တော်တို့အိန္ဒိအနောက်အိန္ဒိနာချင်းနိုင်ငံကဘင်္ဂလားဒေ့ရှ်နိုင်ငံပေါ့နော်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကြတော့ a house named ရှာဟာနာဆိုတဲ့ရုပ်ရှင်ကိုပြပိုးရွေးချယ်ထားပါတယ်။ရုပ်ရှင်ဇလံမျိုးစားကဒရမာရုပ်ရှင်ပါ။ပါရာစကားတော့ပင်ဂလီစကားပြောရုပ်ရှင်ဖြစ်ပါတယ်။27ကြိမ်မြောက်ပင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အော်စကာပြပိုးတဲ့ရုပ်ရှင်ဖြစ်ပြီးတော့ဒီဒရိုက်တာရဲ့ပထမဆုံးကြိမ်မြောက်အော်စကာပြပိုးရွေးချယ်ခံတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်သူကအမျိုးသမီးစက်ကောင်တစ်ယောက်အကြောင်းပေါ့နော်။သူကသူ့ရိုးရတလေးအရာပေါ့နော်။အလိုအတင်အာရမ အနောက်ချချင်းခံခံလိုက်ရတယ်ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူရဲ့လူမှုရေးပတ်ဝန်းကျင်အကြာရှင်တန်ရုံးကန်လှုပ်ရှားရတဲ့အကြောင်းကိုရိုက်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်ဒီဘက်အာရှနိုင်ငံတွေကြတော့အဲ့လိုအမျိုးသမီးဖိနှိပ်ခံဘဝတွေပုံများတယ်အထူးသဖြင့်ဒီဘင်္ဂလားဒေ့ရှ်အိန္ဒိယအနောက်အာရှနိုင်ငံတော်တော်များများပေါ့နော်ဒီဘက်မြန်မာအာဆီယံဘက်ကကြတော့မျိုးနီးဖိနှိပ်တာတော့မရှိမဟုတ်ရှိတယ်တိုးတော့ ကျွန်တော်နိုင်ငံရဲ့အနောက်ဘက်နိုင်ငံဒီလောက်တော့မစိုးသေးတဲ့အခြေအနေပြောလို့ရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးမျိုးသမီးပြည်내ခံဘဝတွေကိုပုံဖော်ထားတဲ့ရုပ်ရှင်လို့တော့ကျွန်တော်ထင်တယ် Okay now တကူကဂျပန်နိုင်ငံပေါ့နော်ဂျပန်နိုင်ငံကကိုခူဟိုဆိုတဲ့ရုပ်ရှင်ကိုပြပထားပါတယ်ဒီရုပ်ရှင်ကဒရမာရုပ်ရှင်မျိုးစားဖြစ်တယ်ဂျပန်စကားပြောပေါ့နော်ဂျပန်နိုင်ငံရဲ့69ကြိမ်မြောက်အော်စကာပေးပို့တဲ့ရုပ်ရှင်ဖြစ်တယ်ဒီ writer ရဲ့နှစ်ကြိမ်မြောက် အော်စကာပေးပို့ရွေးချယ်ခံတဲ့ရုပ်ရှင်ဖြစ်တယ်သူရဲ့ပထမအကြိမ်ကဟူလာဂဲဆိုတဲ့2006မှာထွက်ခဲ့တဲ့ရုပ်ရှင်89ကြိမ်မြောက်အော်စကာမှာပေးပို့ဖို့ရွေးချယ်ခြင်းခံရတယ်ဆိုတော့ဒါသူရဲ့ဒုတိယရုပ်ရှင်ပေါ့နော်အဲဒီရုပ်ရှင်ကဘာကြောင်းလဲဆိုလို့ရှိရင်ဂျပန်မှာအဲ့ဒီကာဘူဂီအကဆိုတာရှိတယ်သူတို့မိတ်ကပ်တွေကိုအပြည့်လင်းပြီးတော့အဲ့လိုဝတ်စားဆင်ရင်ပြီးတော့ကာရတဲ့အကပေါ့နော်အဲ့ဒီအကနဲ့ဖွဲ့ပြီးတော့ဒရမာရိုက်ထားတဲ့ရုပ်ရှင်ဖြစ်တယ်ဆိုတော့အဲ့ဒီကမှာဘဒူကလဲဆိုရင်ယာကူဇာ ဂိုင်းဝင်အဖေတယောက်ရဲ့တားပေါ့နော်သူ့အဖေတေသွားတော့အဲ့ဒီဒီအကအဖွဲဥဆောင်တဲ့လူကြီးကသူ့တားကိုမွေးစားပြီးတော့သူတို့မွေးစားတားနဲ့တားအရင်နဲ့နှစ်ယောက်ရှိမယ်ပေါ့အဲ့ဒီသူတို့သူတို့ကဒီကာဘူကီအကောက်ကားတယ်ကာဘူကီအာတစ်စ်တွေဖြစ်လာတယ်ပေါ့နော်အဲ့ဒါကိုမှ drama ဖွဲ့ပြီးတော့ရိုက်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့မကြည့်ရသေးဘူး digital release မထွက်လာရသေးဘူးလို့ထင်တယ်မတွေ့သေးဘူးပေါ့နော်ဆိုတော့ဒါကဂျပန်နိုင်ငံမှာပြီးရင်ဖိလစ်ပိုင်နိုင်ငံ ဖိလစ်ပိုင်နိုင်ငံကမဂျယ်လန်ဆိုတဲ့ရုပ်ရှင်ကိုပြပို့ထားပါတယ်။ဒီရုပ်ရှင်ကတမိုင်းနောက်ခံဒရာမာရုပ်ရှင်မျိုးစားဖြစ်တဲ့ပါတာစကားတွေကတော့သူက၄မျိုးလောက်ပါတယ်။ပေါ်တူဂီယစ်၊စပိန်ရယ်ပြီးတော့သူတို့ဖိလစ်ပိုင်စကားတွေပါမယ်ပြီးပြင်သစ်ပါတာစကားလည်းပါတယ်။ဖိလစ်ပိုင်နိုင်ငံရဲ့36ကြိမ်မြောက်အော်စကာပေးပို့တဲ့ရုပ်ရှင်ဖြစ်ပြီးတော့ဒီဒရိုက်တာရဲ့ဒုတိယကြိမ်မြောက်အော်စကာပေးပို့တဲ့ပေးပို့ဖို့ရွေးချယ်ခံရတဲ့ရုပ်ရှင်ဖြစ်ပါတယ်။သူရဲ့ပထမရုပ်ရှင်က2014ခုနှစ်မှာ not the the end of history ဆိုတဲ့ရုပ်ရှင်ပေါ့နော်2024ခုမှာထွက်ခဲ့တဲ့ရုပ်ရှင်ဒီရုပ်ရှင်ကဘာကြောင့်လဲဆိုရင်ပေါ်တူဂီစွန့်စားခီးတွားသူကြီးတယောက်ရှိပေါ့နော် Ferdinand Magellan ဆိုတဲ့သူသူအကြောင်းရိုက်ထားတာသူကဒီဘက်အရှေ့ပိုင်းဒေသတွေကိုအင်မောနဲ့ explore လုပ်တဲ့သူပေါ့ကျွန်တော်တမိုင်းတွေလိုက်ဖတ်ကြည့်ရတော့သူကအဲ့ဒီဖိလစ်ပိုင်ဒေသအကောင်ဆုံးလပ်ပူးလပ်ပူးနဲ့တိုက်တဲ့တိုက်ပွဲမှာကြာဆုံးခဲ့တယ်လို့ပြောတယ်တမိုင်းနောက်ခံ drama ရုပ်ရှင်ပေါ့နော် ဆိုတော့နောက်တနိုင်ငံကဗီယက်နမ်နိုင်ငံဖြစ်ပါတယ်ဗီယက်နမ်နိုင်ငံက Red Rain ဆိုတဲ့ရုပ်ရှင်ကိုရွေးချယ်ထားပါတယ် Red Rain ကစစ်ပွဲနောက်ခံ drama ရုပ်ရှင်ဖြစ်တယ်ပြီးတော့ဘာဒါစကားလည်းဗီယက်နမ်ဘာဒါစကားပဲဗီယက်နမ်နိုင်ငံရဲ့22ကြိမ်မြောက် Oscar ပေးပို့တဲ့ရုပ်ရှင်ဖြစ်ပြီးတော့ဒီ director ရဲ့ပထမဆုံးကြိမ်မြောက် Oscar ပေးပို့တဲ့ရုပ်ရှင်ပါသူကဘာကြောင့်လဲဆိုလို့ရှိရင်1982မှာဖြစ်ခဲ့တဲ့ဒီ Quantry ဗီယက်နမ်စစ်ပွဲမှာအိုက်ခဲ့တဲ့ဗီယက်နမ်စစ်တပ် ိုအခြေပြုပြီးတော့ဒရမာရိုက်ထားတဲ့ရုပ်ရှင်ဖြစ်တယ်။ဒီစစ်ပွဲကအမေရိကန်ရဲ့တောင်ပင်နယ်မြောက်ပင်နယ်ရဲ့စစ်ပြည်ငိမ်းဖို့ပဲရစ်ငိမ်းချမ်းရေးစာချုပ်တို့အရေးပါတဲ့စစ်ပွဲလို့လည်းပြောတယ်ပေါ့နော်။ဆိုတော့ဒါပြင်နယ်နိုင်ငံပေါ့နော်။ပြင်နယ်ပြလို့ရှိရင်ကျွန်တော်တို့ရဲ့အိန္ဒိနာချင်းထိုင်းနိုင်ငံထိုင်းနိုင်ငံကနာဗီဂါမင်းနမီပေါ်မှာတယောက်ဆောင်ထားတဲ့ a useful goose အဲရုပ်ရှင်ပေးပို့ဖို့ရွေးချယ်ထားပါတယ်။ဒါပေမဲ့ဒီရုပ်ရှင်ကကျွန်တော်ကြည့်တာတော့ not a finalist ဆိုပြီးတော့ ပေါ်ပြထားတယ်ပေါ့နော် finalist တွေမပါမပါလိုက်ဘူးပေါ့အဲ့တော့စကားတင်စီးရင်နဲ့ဝင်ဖို့လဲမျောလင်းချက်မရှိတော့ဘူးဇလန်မျိုးစားကစိတ်ကူးရင်ဟာတာ drama ရုပ်ရှင်မျိုးစားဖြစ်တယ်ပါတာစကား time ပါတာစကားပဲပေါ့နော်ထိုင်းနိုင်ငံရဲ့32ကြိမ်မြောက် Oscar ပေးပို့တဲ့ရုပ်ရှင်ဒီ director ရဲ့ပထမဆုံးကြိမ်ရုပ်ရှင်ဖြစ်ပါတယ်ဇလန်အကြောင်းအရာကဟို digital တော့မထွက်လာသေးတော့ကျွန်တော်မကြည့်ရသေးဘူးအကြောင်းအရာကတော့အသက်ရှူလမ်းကြောင်းနဲ့စိုင်နဲ့ ယောဂကြောင့်အသက်ဆုံးရှုံးသွားတယ်မင်းသမီးရပါတော့သူတေသွားတယ်ပေါ့တေသွားပြီးတော့သူယောက်ျားဘေးမှာရှိတဲ့ဖုံဆုပ်ဆက်တွေကိုဝင်ပူးတယ်ပေါ့ဖုံဆုပ်ဆက်တရေပေါ့နော်ပြောရင်အဲအဲ့ဒါကိုဟာသားဆက်ဆံရိုက်ထားပေါ့ထိုင်းနေရဲ့ပုံစံ5ပေါ့နော်သူယောက်ျားကိုဆွဲလန်းနေတဲ့ပုံစံဖြစ်တယ်သူယောက်ျားကလည်းအဲ့လိုအသက်ရှူလန်းကြောင်းဆိုင်ရာယောဂလက္ခဏာတွေပြလာတော့အဲ့ဒီဖုံဆုပ်ဆက်လေးကနေပြီးတော့သူယောက်ျားကိုကောက်ကွယ်ဆောက်ရှောက်တဲ့ပုံစံမျိုးယူဆိုင်တဲ့ပုံစံမျိုးတင်ဆက်ထားတယ်ပေါ့နော်ပြီးတော့ကိုရီးယား တောင်ကိုရီးယားနိုင်ငံပေါ့နော်ကျွန်တော် review လုပ်ထားတဲ့ No Other Choice ရုပ်ရှင်ဖြစ်ပါတယ်တောင်ကိုရီးယားနိုင်ငံရဲ့ Oscar ပေးပို့ရှင်ပြိုင်ပွဲတွေရွေးချယ်တာရုပ်ရှင်ပါဆက်လက်မျိုးစားက Crime Comedy Thriller ပေါ့နော် Hata Thriller ဆက်လက်မျိုးစားဖြစ်တဲ့ကိုရီးယားစကားပြောပါ38ကြိမ်မြောက်တောင်ကိုရီးယားနိုင်ငံက Oscar ပေးပို့ရှင်ပြိုင်တဲ့ရုပ်ရှင်ဖြစ်တယ်။ဒီ Director Park Chan-wook ရဲ့နှစ်ကြိမ်မြောက်ရုပ်ရှင်ပေါ့နော်။သူရဲ့ပထမဆုံးကြိမ်က2022မှာထွက်ခဲ့တဲ့ Decision to Leave ကပထမဆုံးအကြိမ်ရွေးချယ်ခံရတဲ့ရုပ်ရှင်ပါ။ဒါပေမဲ့အော်စကာမှာသူအချိန်မှန်တစ်ခုခုမရှိသေးဘူးပတ်ချံဝူကဆိုတော့တရုတ်ရှင်ကအလားလားကောင်းတယ်စကားတင်ဝင်လောက်တယ်လို့ထင်တယ်ပေါ့နော်အဲ့တော့စကားတင်စီးရင်ထွက်လာရင်ကျွန်တော်ကြည့်ရမယ်နောက်တကားတော့မလေးရှားနိုင်ငံမှာမလေးရှားနိုင်ငံက Pavin for an Infant ဆိုတဲ့ရုပ်ရှင်ပေးပို့ထားပါတယ်ဆက်စပ်လက်မျိုးစားကဒရမာပါရာစကားတော့ Cantonese တရုတ်ပြီးတော့ အင်္ဂလိပ်ရဲ့မလေးစကားပြောပေါ့နော်ဆယ်ကြိမ်မြောက်မလေးရှားနိုင်ငံကအော်စကာပေးပို့တဲ့ရုပ်ရှင်ဖြစ်တဲ့ဒီဒရိုက်တာရဲ့ပထမဆုံးကြိမ်ရုပ်ရှင်ပါဆိုတော့ဇလန်ကျောင်းရကမွေးကင်းစားကလေးတွေနဲ့ပတ်သက်ပြီးတော့ဒီအရှိအာရှဘက်ကအယူတည်တဲ့ရှေးယိုးဆွဲအဲဇလန်ပေါ့နော်အဲ့လိုအခြေခံထားတယ်ပေါ့မျိုးသမီးတွေအဲ့လိုအိမ်အောင်ပြတ်တာမရှိဘဲနဲ့အခုခုကြောက်ပေါ့နော်ကလေးကိုဝင်ရရသွားတယ်ဆိုရင်ကလေးစွန့်ပစ်တဲ့အနေထားတွေရှိတယ် လေးစအစိုးပြဖို့အတွက်ဂေဟာပုံစံပေါ့နော်အဲ့လိုမျိုးရှိတယ်ပေါ့ဆိုတော့ဒီဂေဟာကမလေးရှားလူမှုအတိုင်းဝိုင်းကအကောင်လုံးရှုံချကြတယ်ဒါကဒီမိန်းကလေးတွေကိုအားပေးအောင်မြောက်ပြုနေတာလူမှုကျင့်ဝတ်နဲ့မညီတဲ့သူတွေကိုနင်တို့ကအားပေးနေတာဆိုပြီးတော့အဲ့လိုပုတ်ခတ်ကြဝေဖန်ကြတာရှိတယ်ပေါ့အဲ့ဒါတွေကိုခြေခံထားတယ်ပြီးတော့အဲ့ဒီဂေဟာကအာစကောင်၃ယောက်ရှိတယ်လို့ပြောတယ်အဲ့၃ယောက်ကဒီဒီပြဿနာတွေကိုသူတို့ရင်ဆိုင်ကြော်ဖြတ်ရတဲ့အကြောင်းပေါ့နော် အဲ့လိုရိုက်ထားတယ်စိတ်ဝင်စားဖို့ကောင်းတယ်အဲတစ်ချက်လောက်ကြည့်ကြည့်ရမယ်ကျွန်တော်တို့မကြည့်ရသေးဘူးနောက်တဲ့နိုင်ငံကကြတော့ကမ္ဘောဒီးယားနိုင်ငံမှာကမ္ဘောဒီးယားနိုင်ငံကတနမန်ဆိုတဲ့ရုပ်ရှင်ကိုပြပို့ထားပါတယ်ဆလတ်မျိုးစားက drama horror သရီလာပေါ့နော်အရေကားလို့ပြောမှာပေါ့ဆိုတော့ပါရာစကားခမာ Japanese လို့လည်းပြောတယ်ဆိုတော့ဒါကကမ္ဘောဒီးယားနိုင်ငံရဲ့73ကြိမ်မြောက် Oscar ပြပို့တဲ့ရုပ်ရှင်ဒီ director ရဲ့ ဒါလည်းဒါ2ယောက်ရိုက်ထားတယ်လို့ပြောတယ်ဒီ2ယောက်ရဲ့ပထမဦးဆုံးချိန်အော်စကာပေးပို့တဲ့ရုပ်ရှင်ပါဇလန်ကြောင်းရကတော့အဲမန်ဂါအာတစ်ကောင်မလေးတယောက်ရှိတယ်ပေါ့နော်ဂျပန်စကားပြောရဲဆိုတော့ဒီကောင်မလေးကသူတို့အမေဖေတွေကဂျပန်နဲ့နှွေမလားတော့မသိဘူးဆိုတော့သူကဒီကမ္ဘောဒီးယားနိုင်ငံသူ့အမေအိမ်ကိုသွားလှည့်တဲ့အချိန်မှာအဲလို၆ချားစရာကြုံရတဲ့အဖြစ်အပျက်ကိုရိုက်ထားတာလို့ပြောတယ်ဆိုတော့ horror thriller ပေါ့နော် မ္ဘောဒီးယားပြီးရင်စင်ကာပူစင်ကာပူနိုင်ငံက Stranger Eye ဆိုတဲ့ရုပ်ရှင်ကိုပေးပို့ထားပါတယ် drama crime mystery thriller ရုပ်ရှင်မျိုးစားဖြစ်တယ်ပြီးတော့ mandarin စကားပြောပေါ့နော်တရုတ်စကားပြောပေါ့19ချိန်မြောက်စင်ကာပူနိုင်ငံကပြပိုးတဲ့ရုပ်ရှင်ဖြစ်ပြီးတော့ဒီဒရိုက်တာရဲ့ပထမအဆုံးချိန်မြောက်အော်စကာပြပိုးတဲ့ရုပ်ရှင်ပါဒီရုပ်ရှင်အကြောင်းအရာကတော့မိသားစုတစ်စုရှိတယ်ရုပ်တရက်သူတို့မိသားစုရဲ့အမီလေးတယောက်က ပျောက်သွားတယ်အဲ့မှာသူတို့ကိုစောက်ကြည့်နေတဲ့လူတယောက်လည်းရှိနေတယ် mystery ဆက်ဆံပေါ့ဘာလို့ဖြစ်နေလဲ three ဆက်ဆံ mystery ဆက်ဆံအဲ့လိုမျိုးရုပ်ရှင်ဇာတ်လမ်းဖြစ်ပါတယ်ဒီရုပ်ရှင်မှာကျွန်တော်သမောကြတဲ့ဒီထိုင်ဝမ်တရုတ်ဆောင်ပေါ့နော်ဒီကန်ရှန်ပေါဝင်တရုတ်ဆောင်ထားတယ်သူကဆိုင်မင်းလျံရဲ့လက်ဆွဲမင်းသားပေါ့ကျွန်တော်လေးကားလောက်ထိကြည့်ဖူးတယ်ဆိုဒီလီကန်ရှန်နဲ့ပေါဝင်တဲ့နှစ်ကားကျွန်တော်ကြည့်ဖူးတယ် Rebels of the Neon God နဲ့ The Wayward Cloud ဆိုတဲ့ဟာ အဒီမင်းသားပါတယ်ပေါ့နော်နောက်နိုင်ငံတွေကတော့ကျွန်တော်တို့အိမ်ကြီးချင်းတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့မြန်မာတွေနဲ့မစိမ်းတဲ့ရင်းနှီးတဲ့နိုင်ငံတွေရဲ့ရုပ်ရှင်တွေကိုကြည့်ကြည့်အောင်အဲ့ဒါကနီပေါ်ရဲ့ဘူတန်ရဲ့ပေါ့နော်ရင်းစုံနီပေါ်ပြောမယ်ဆိုရင်နီပေါ်က Angela ဆိုတဲ့ရုပ်ရှင်ကိုပြပို့ထားပါတယ်ရုပ်ရှင်မျိုးစားက drama biography လို့ပြောမယ်ပေါ့နော်လူလူတယောက်အကြောင်းပေါ့စကားပါတာစကားကနီပေါ်စကားပဲနီပေါ်နိုင်ငံရဲ့15ကြိမ်မြောက် Oscar ပြပို့တဲ့ရုပ်ရှင်ဖြစ်ပြီးတော့ ဒီ driver ရဲ့ပထမဦးဆုံးချိန်ဖြစ်ပါတယ်အကြောင်းအရက နီပေါ်နိုင်ငံရဲ့အမျိုးသမီးဘောလုံးအားကစားသမားတယောက်အကြောင်းပေါ့နော်ကိုးသမားပေါ့နီပေါ်နိုင်ငံကိုစားပြုအမျိုးသမီးဘောလုံးအတင်ကိုးသမားတယောက်ရဲ့ဘဝအကြောင်းဖြစ်ပါတယ်ထူခြားတာကဒီဇက်လန်မှာအဲ့ဒီဘောလုံးသမားကိုတိုင်းပုံဝင်တယောက်ဆောင်ထားတယ်ဆိုနီပေါ်ပြီးရင်ဘူတန်ဘူတန်နိုင်ငံကကြတော့ I'm the song ဆိုတဲ့ရုပ်ရှင်ကိုပေးပို့ထားတယ် ဆိုတော့ mystery drama ရုပ်ရှင်မျိုးစားဖြစ်တယ်ဘူတန်နိုင်ငံရဲ့၄ချိန်မြောက် Oscar ပေးဖို့တဲ့ရုပ်ရှင်မှာပြီးတော့ဒီ director ရဲ့ပထမဆုံးချိန်မြောက် Oscar ပေးဖို့တဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်ဒီဆက်လက်နေနေစိတ်ဝင်စားဖို့ကောင်းတယ်ကျွန်တော်တို့မကြည့်ရသေးဘူးเนาะ trailer ကြည့်လိုက်တယ်ပြီးတော့ review နဲ့ like ဖတ်ကြည့်လိုက်တယ်ဘယ်လိုလဲဆိုရင်အာဆီယာမားတယောက်ရှိတယ်တနေ့တော့သူနဲ့ရုပ်တူတဲ့လိမ်ပိုင်းဆိုင်ရာ video တစ်ပုဒ်တက်လာတယ်ဖြစ်ချင်တော့အဲ့ဒီ video ထဲကကောင်းမလေးอ่ะသူနဲ့တပုံစံနဲ့တူနေအဲ့တော့ သူ့လို့ပဲပြောကြတယ်ပေါ့နော်တကယ်ကသူမဟုတ်မဟုတ်တော့သူအလုတ်ပြုတ်သွားတယ်သူတို့ဘူတန်နိုင်ငံကလူရေ9သိန်း8သိန်းဝန်းကျင်လောက်ပဲပြောတယ်အဲတခုခုဖြစ်ရင်တနိုင်ငံလုံးသိတယ်ပေါ့နော်အဲတော့သူကအဲ့ဒီကိစ္စကြောင့်အလုတ်ပြုတ်သွားတယ်ပြုတ်သွားတော့ဒါသူမဟုတ်ဘူးကိုသူမဟုတ်တော့အဲ့ဒီကောင်မလေးကဘာတူလဲဆိုပြီးတော့သူလိုက်ရှာတယ်ပေါ့ရှာတော့အဲ့ဒီကောင်မလေးကတကယ်ရှိတယ်ဒါပေမဲ့သူလိုက်ရှာတဲ့အချိန်မှာရုတ်တရက်ပျောက်သွားပြန်ရောပျောက်သွားတော့သူလာရှာတဲ့အချိန်မှာအဲ့ဒီ ဗီဒီယိုထဲကကောင်မလေးကိုတိတဲ့သူတွေကသူ့ကိုဗီဒီယိုထဲကကောင်မလေးလို့ထင်တယ်ဟာနင်ပြန်လာပြီလားဘာညာနဲ့တကယ်ကသူမဟုတ်ပြန်ဘူးအဲ့မှာဒီကောင်မလေးကိုသူဘယ်လိုလိုက်ရှာမလဲဘာဆက်ဖြစ်မလဲအဲ့လိုပုံစံဆက်ဖွဲ့ထားတာပေါ့စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်သူတို့ရဲ့ synopsis ရဲ့ trailer ရဲ့ကြည်တာရတော့စိတ်ဝင်စားဖို့ကောင်းတယ်တကယ်လို့ digital release ထွက်လာရင်တော့တစ်ချက်ကြည့်ကြည့်ရမယ်ဆိုတော့အခုကျွန်တော်ပြောသားရုပ်ရှင်တွေကကျွန်တော်တို့89ချင်းနိုင်ငံတွေရဲ့ ပြီးတော့ဒီဘက်အရှေ့အာရှမှာရှိတဲ့ကျွန်တော်တို့နဲ့မဆိုင်တဲ့ရင်းနှီးတဲ့နိုင်ငံတွေရဲ့ဒီ2026 Oscar စုပေးပွဲတို့ပေးပို့ရှင်ပြိုင်ထားတဲ့ရုပ်ရှင်တွေဖြစ်ပါတယ်။ကိုယ်မြန်မာနိုင်ငံကဘယ်အပိုင်းမဲဖြစ်ဖြစ်ပေါ့နော်ရုပ်ရှင်မှမဟုတ်ဘူး။အခြားကဏ္ဍတွေမှာလည်းနိုင်ငံတကာနဲ့ဝေးကွာနေသေးပဲလက်ရှိချိန်ထိနီးကပ်ဖို့မပြောနဲ့အနောက်တောင်ပြန်ဆုတ်နေတဲ့အခြေအနေဖြစ်နေတယ်ပေါ့။ဆိုတော့သူများနိုင်ငံကဘယ်လိုတွေလုပ်နေလဲ။ဘလောက်ရောက်နေကြပြီလဲ။ ဘလို့အနေထားရှိနေပြီလဲစသဖြင့်ငေးမောအာကြည်ရှုယုံကလွယ်လို့ချားလုံးဆရာတော့မရှိသေးဘူးပေါ့နော်အဲ့တော့ဒီရုပ်ရှင်နေနဲ့ပတ်သက်ပြီးတော့ပြောဆိုဆွေးနွေးလို့တာရှိလို့ရှိရင် comment မှာဝင်ရောက်ဆွေးနွေးဖိတ်ခေါ်ပါတယ်။ Oscar စုပေပွဲနဲ့ပတ်သက်ပြီးတော့ဒီ list တွေထွက်လာလို့ရှိရင်လည်းကျွန်တော်ဗီဒီယိုလေးတွေလုပ်ပေးပါမယ်။စိတ်ဝင်စားရင်ကျွန်တော် channel ကို subscribe လုပ်ပြီးတော့တခြားလောက်စောင့်ကြည့်ပေးပါအောင်ဗျ။ဆိုတော့ video ရတဲ့လောက်ပါပဲ။ Now video မှာပြန်တွေ့ပါမယ်။ video စောင့်နေကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။